ဟုတ်ပါရဲ့ပူဇာပြုခင်ကတော့သူကိုဝန်ဆောင်နေရတုံးမှာခင်ပွန်းတဲ့အကိုထွန်းတဲ့ကုလမျိုးဆိုင်ဝန်ထမ်းမလေးတို့ရဲ့ဟိုလိုလိုဒီလိုလိုကိစ္စတွေပေါ့လေအခုဒီကမှာဓာတ်ပုံနေသကဒါပြိသက်တွေကချပြလာကြတဲ့အခါကျတော့သူအနေနဲ့မချင်ရှင်းလို့လည်းမရတော့တဲ့နေသားအခုနော်ကိုထွန်းပြောကြကိုထွန်းနဲ့ဆိုင်ဝန်ထမ်းကောင်မလေးတို့တရင်ကိုဖွားရတဲ့သူတွေကိုနော်ဒါတရားစွဲဆိုဖို့အထိနော်ကျွန်တော် ိုချပြေကလုံးဆောင်လိုက်ပါပြီเนาะဒီသတင်းတွေနဲ့ပတ်သက်လို့ရှင်မြန်မာနိုင်ငံမှာသတိထားရမယ့်သူညောက်တော့ရှိတယ်ဗျပထမတစ်ယောက်ကတော့အီဒင်ကိုဒုတိယတစ်ယောက်ကတော့ပိုချပြုခင်ပါသူတို့ကသူတို့ကိုမဟုတ်မှန်ပြောလို့ရှင်ကိုအင်တိုင်းရရောက်လာပြီးတော့အာအေးအေးတက်တယ်ပေါ့နော်ဒါကြောင့်ပြောရတဲ့သူတွေတတိထားကြလို့ကျွန်တော်နေလေးပြောခြင်းနဲ့ပရိုပိုချပြုခင်ကဒီကိစ္စနဲ့ပတ်သက်ပြီးပါဖြစ်ရှင်းလာလေဆိုတော့ဒါမဟုတ်မှန်တဲ့သတင်းသာဖြစ်တယ်ပေါ့နော် ဒါမဲ့ပြည်သူပြည်သက်တွေကဟိုအဲ့ဒီဓာတ်ပုံကတကယ်အဆင်ပြန်လို့ဖြစ်နေရဗျဟုတ်တယ်မလားဟိုအကူထွန်းကိုရိုင်းကဆိုင်ဝန်ထမ်းကောင်မလေးကိုအဲ့ဒီရုပ်နဲ့တစ်ထက်တည်းကြတဲ့အဲ့ဒီဆိုင်ဝန်ထမ်းကောင်မလေးကလေသူတို့ဆိုင်ဝါရှိရဗျာဆိုရိကကြတော့ဘလူမျိုးကြီးလေးလို့ဟိုပြည်သက်တွေကအင်မတန်မှစိတ်ဝင်စားသွားကြရပေါ့နော်ဆိုတော့ပြည်သက်တွေကလည်းစိုးစိုးအဖြစ်နေကြပြီ ဝေချပြခင်ကလက်တီကြရဖြစ်တဲ့ခုကိုမပေးနိုင်ဘူးပေါ့လေဝေချပြခင်ကသူတို့ဆိုင်မှာခက်ခဲတဲ့ခုဖြစ်တိုင်းမှာအမြဲတမ်းဖြည့်ရှင်းတက်နေကြပေါ့လေအာဆိုင်ဝန်ထမ်းကောင်လေးကိုသူ့ယောက်ျားလက်တီနဲ့ထိုးတာတော့ကောင်းမွန်ဖြည့်ရှင်းပြီးတော့အကောင်းဘက်ကနေပြန်လဲယူတတ်တယ်သူအခုကျတော့ဒါဆိုင်ဝန်ထမ်းကောင်မလေးနဲ့သူ့ယောက်ျားနဲ့ကိစ္စကိုကျတော့ဘာမှရေးရဖြည့်ရှင်းမဲနဲ့မဟုတ်မမှန်ပြောရသေးဘူးတရားစွဲမယ်ဆိုတော့ပြည်သက်တွေကတော့ဒါမင်းကုန်းထုတ်ကြတယ်ပေါ့နော်